တုတ်ဘတ်တော်ကိုအာဆင်ခြင်ဖို့ပေါ့ရွေးချယ်ထားတဲ့တမန်ကျမ်းစာကတိမောသေဩဝါဒစာဒုတိယစာဆောင်ခန်းကြီး1အပိုင်းငယ်6ကနေပြီးတော့မှရှေ့ထိဖို့အဆင်ခြင်ဖို့ရွေးချယ်ထားတယ်အာဆရာမောင်စောထိုက်ကပေါ့နော်ကျွန်တော်ဖိတ်တဲ့အချိန်တုန်းကမဖိတ်ခင်သူကကြိုပြီးတော့မှပြောထားတယ်အဲသူကကျွန်တော်ကိုတသက်သေခံစီခြင်းနဲ့ပေါ့ကျွန်တော်ရဲ့ဒီဘဝအတ္တတာနဲ့ ပတ်သက်ပြီးတော့အထူးသဖြင့်ကတော့ချမ်းမာရေးနဲ့ပေါ့နော်ဖရားရဲ့ကောင်းမြတ်ကြောင်းသက်တည်ခံစီခြင်းနဲ့လို့ကျွန်တော်နားလေတယ်အခုကျွန်တော်လက်တွေ့ပေါ့နော်သူအချိန်ပေးလာတဲ့အခါမှာကျွန်တော်ကနှုတ်ကပတ်တော်ကိုဖော်ပြရင်းနဲ့အတူကျွန်တော်ရဲ့အတ္တဓာတ်ထဲကဒီသက်တည်ကိုလည်းကျွန်တော်အတူပေါ့နော်သက်တည်ခံသွားမှာဖြစ်ပါတယ်လို့ကျွန်တော်တို့တမန်ကျမ်းစာတော်မြတ်ကိုကြားနာကြရအောင်တိမောသေဩဝါဒစာဒုတိယစာဆောင်ခန်းကြီး1အပိုင်ငယ်6မှ8 ထို့သို့ဖြစ်၍ငါလက်တင်သောအာဖြင့်တင်၌ဘုရားသခင်ပေးတော်မူသောစုကိုနှိုးဆော်မိအကြောင်းငါသည်တင့်ကိုတတိပေး၏အကြောင်းကဘုရားသခင်သည်ကြောက်တတ်သောစိတ်တော်ကိုငါတို့အားပေးတော်မူသည်မဟုတ် တကောပါသောစိတ်ချစ်တတ်သောစိတ်ရှင်လင်းသောစိတ်တော်ကိုပေးတော်မူ၏ထို့ကြောင့်ငါတို့သခင်ဘုရား၏သက်သေကို၎င်း ထိုသခင်ကြောင့်အကျဉ်းခံရသော သူဖြစ်သောငါကို၎င်းရှက်ကြောက်ခြင်းမရှိနှင့်ဖျားသခင်ပေးတော်မူသော တကိုးကိုရသည့်အတိုင်းဧဝံဂေလိတရားနှင့်ဆက်ဆံ၍ဆင်းရဲဒုက္ခကိုခံလောအဒီသမချမ်းစာကဒါကျွန်တော်တို့သိပြီးသားပေါ့နော်အာသင်အုပ်စာဆောင် အမျိုးအစားဖြစ်တယ်ဒီချမ်းစာကိုလက်ခံတဲ့သူကတော့တိမောသေဆိုတဲ့ဒါအမှုတော်ဆောင်ငယ်လေးတစ်ပါးဖြစ်ပြီးတော့မှ အာပေးပို့တဲ့ပုံကောတော့တမန်တော်ကြီး ရှင်ပေါ်လူဖြစ်နေပေါ့အဒီအပိုင်ငယ်6ကနေပြီးတော့မှရှစ်မှာတော့သူကဘာကိုပြောလဲဆိုတော့အာငါလက်တင်တော့အားဖြင့်ပေါ့နော်တမန်တော်ကြီးရဲ့ဒီအာလက်တင်ချင်းနဲ့ပေါ့နော်တနည်းပြောမယ်ဆိုရင်သူ့ရဲ့သားတစ်ဖက်ဖြစ်တဲ့တိမောသေးလေးပေါ့နော်အဲသူ့ရဲ့အသက်တာထဲမှာဖျားသခင်ပေးထားတဲ့စုတွေကိုနှိုးဆော်ဖို့အတွက်နော်စုတွေကိုနှိုးဆော်ဖို့အတွက်သူကဘာလုပ်တာလဲဆိုတော့တတိပေးတာ အနိုးဆိုတာ ਨੇ သတိပေးတာကတော့တိတ်တော့မကွာဘူးစဉ်းတရောင်ရောင်ရှိတယ်ပေါ့နော်အဲဒါပေမဲ့သဘောတရားလေးကတော့နည်းနည်းလေးတော့ဒီနေရာမှာကကွဲတာအာကျွန်တော်ဆိုရင်ဒီခဏညပေါ့နော်ခဏနာကြီးမှာဒီမှာနှုတ်ကပတ်တော်အားဖြင့်ပါဝင်ရမယ်ဆိုတော့ကိုကိုကိုဘာလုပ်လဲဆိုတော့နှိုးစော်တယ်အမြဲတမ်းတက်ကြွနေအောင်ပေါ်လေသူမင်းတနေ့ကနေနေကြလိမ့်ရှင်ပါဝင်ရမယ်ဒါကြောင့်လို့မင်းညနေ9နာရီအင်းစိန်ကနေဒီကိုချက်ချင်းပြင်ရမယ် မိ6နာရီရောက်လို့ရှိရင်ပြင်ဆင်ပြီးတော့မှ9နာရီမင်းအာအစီအစဉ်ပါရမယ်ကျွန်တော်ကိုကျွန်တော်ကနှိုးဆော်ထားတယ်ရှေ့တပတ်ကလေးကပြီးတော့ကျွန်တော်အမျိုးသမီးကိုကျွန်တော်ပြောငါသတိပေးနော်ပြီးတော့အိမ်မှာရှိတဲ့ကျွန်တော်ညီလေးတယောက်လည်းအဲအခုသတိပေးနော်တနင်္ဂနွေနေ့ညကြိုက်ဆရာလွမ်းမိုးကလည်းကျွန်တော်ကိုကြိုပြီးတော့မှပုံဆက်တယ်အာဆရာဒီလိုဒီလိုပေါ့နော်အဆရာကိုကျွန်တော် ID တွေ password တွေပို့ထားမယ်အမေကိုကိုနှိုးဆော်ရင်နှိုးဆော်ရင်နဲ့မှတကယ်တမ်းအချိန်နဲ့ရောက်လာလေရောက်လာ မေ့သွားကျွန်တော်ဒီနေ့အေးစိန်ကနေအစီဝေးလုတ်ပြီးတော့ကျွန်တော်ပြန်ရောက်တော့မိမမျက်နှာမြင်ပြီးတော့เนาะအမောတွေပြီးသွားပြီးအားလုံးမေ့သွားတယ်အဲ့ဒီခါမှာဆရာလွမ်းမကျွန်တော်เนาะတော်တော်အချိန်လွန်သွားမှဖုန်းဆက်ပြီးတတိပြန်ပေးတယ်ဆရာပေါ်လဲဆရာမရောက်သေးလို့မှစောင့်နေကြတယ်ဟာအဲ့ဒီမှာအခါလေးပြာရခက်ပြီးတော့ချက်ချင်းပေါ့เนาะအပြေးလွာဇွန်တယ်ဝင်လာရတယ် အဒီကနေ့ကျွန်တော်တို့တွေတယောက်နဲ့တယောက်သတိပေးရတယ်။နော်ကိုယ့်ကိုယ်နှိုးဆော်ရတယ်။တယောက်နဲ့တယောက်နှိုးဆော်ရတယ်။ဆရာလွန်မှုကျွန်တော်နှိုးဆော်ထားတယ်။နော်ဒါပေမဲ့ကျွန်တော်ဘာဖြစ်လဲ။မတက်ကြွဘူး၊မေ့လျော့တယ်။ထပ်ပြီးတော့သတိပေးရတယ်။ဒီကနေ့တမန်တော်ရှင်ဘောလူကလည်းဒီတိုင်းပဲတိမောသေးကိုသူပါလောက်ကလည်းဆိုတော့သတိပေးရတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့သာသနာလုပ်ငန်းတွေမှာသူကအယံကိုအလောက်တွေများပြီးတော့မှသူ့မှာရှိတဲ့စုကျေးဇူးတွေကိုတော့ဘုရား 没了嘛？他看的我，谁 <noise> 的？谁在家里？你他的？别的？那你打的哪嘛？那到你开开开开头啊？十个谁看的呀？大家我们这边这些都包括没有培养贝塔的受精素的，没培养贝了嘛？多少级？那培养贝了嘛？生产级不？哎，你干嘛？把你口口要到保守接受的贝塔的？那他妈就多发表来说，他样子跟你了，找得到谁是保护？阿肉阿贝了目的没好的？ ဒါဆိုဘာစိတ်ကိုပေးလေဘုရားပေးတဲ့စိတ်ကတကောပါတော့စိတ်ချစ်တတ်သောစိတ်ရှင်လင်းသောစိတ်တဘောကိုပေးတော်မူ၏ဟောဒါကတော့ကျွန်တော်တို့ကိုဘုရားပေးတဲ့စိတ်အဲ့ဒီစိတ်တွေကိုဘုရားကဘာအတွက်ပေးတာလဲစေနာကြီးရဲ့အခါမှာအပိုင်ငယ်ရှိမှာပေါ့အာငါတို့သခင်ဘုရားဤတတ်တီကို၎င်းထိုသခင်ကြောင့်အချင်းခံရသောသူဖြစ်သောငါကို၎င်းရှက်ကြောက်ခြင်းမရှိနေဘူး တကူပါသောစိတ်ချစ်တတ်သောစိတ်ရှင်းလင်းသောစိတ်အဲ့ဒီစိတ်သုံးမျိုးကိုပေးတဲ့အခါမှာသူပြောတဲ့စကားကဖျားသခင်ရဲ့အမှုတော်အတွက်ဘာဖြစ်လဲမရှက်မကြောက်ပဲနဲ့ဒီအဆုံးပိုင်းမှာဆိုဘာဖြစ်လဲဆိုတော့ဧဝံဂေလိတရားနဲ့ဆက်ဆံရေးဆင်းရဲဒုက္ခကိုခံလို့ဒီစိတ်တွေကိုပိုင်ဆိုင်ထားတဲ့သူတယောက်အနေနဲ့ပေါ့ဘာလောက်ကမလဲဆိုတော့ဖျားရဲ့အမှုတော်သာသနာတော်ဧဝံဂေလိတရားအတွက်ဆင်းရဲဒုက္ခကို ရင်ဆိုင်နိုင်နေစုတာကိုသူကပေါ်ပြနေတာဖြစ်ဒါကြောင့်မို့ကျွန်တော်အနေနဲ့ကဒီစိတ်သုံးခုကိုပေါ့နော်အဓိကထားပြီးတော့မှပေါ်ပြခြင်းနဲ့ပြီးရင်ကျွန်တော်ဒီຢာတွေနဲ့ပတ်သက်ပြီးတော့မှသတိခံခွန်အားပေးတော့မှဖြစ်တယ်အာနံပါတ်၁ပေါ့ဒီຢာကိုမပြောခင်အရင်ဆုံးပေါ့ဖျားသခင်ကကျွန်တော် တို့ကိုကြောက်တတ်တဲ့စိတ်ကိုမပေးဘူးလို့သူကပြောတာပေါ့ဒီနေရာမှာ ကြောက်တတ်တဲ့စိတ်ကိုမပေးဘူးဆိုတော့ဒါကျွန်တော်တယောက်တည်းအနေနဲ့တွေးမိတာပေါ့သူရဲ့စန့်ကျင်ဘက်ပေါ့ကြောက်တဲ့စိတ်ကိုမပေးဘူးဆိုတော့ဘာစိတ်ပေးလဲဆိုတော့တတိရှိတဲ့စိတ်ရဲရင်းတဲ့စိတ်ပေါ့ကျွန်တော်အဲ့လိုတော့ပြင်းမိနော်ကြောက်တတ်တဲ့စိတ်ကိုမပေးဘူးဆိုတော့တတိရှိတဲ့စိတ်ကိုပေးတယ်လှုပ်ရဲကြိုင်ရဲတဲ့စိတ်ကိုပေးတယ်လို့ကျွန်တော်ကထင်လိုက်တာဒါပေမဲ့တမန်တော်ကြီးပြောတဲ့စကားမှာအဲ့ဒီလိုမျိုးမပါဘူးဘယ်ယာဒီပေါ်ပြထားလဲဆိုတော့တကောပါသောစိတ်ချစ်တတ်သောစိတ်ရှင်လင်းသောစိတ် ီစိတ်တွေကဘာအတွက်လဲဆိုတော့အမှုတော်သာသနာတော်မြေအတွက်ဖျားပေးတာပေါ့ဒါပေမဲ့တကယ်လက်တွေ့မှာတော့ကျွန်တော်သာသနာအတွက်တာမကောက်ကျွန်တော်တို့ရဲ့လူမှုဝန်းကျင်မှာအသက်ရှင်ခြင်းအရာမှာပေါ့နော်အိမ်ထောင်မှာလည်းဒီစိတ်တွေလိုတယ်ပြီးတဲ့အခါမှာဒီစိတ်တွေကကျွန်တော်တို့ရဲ့ချီးပွားရေးချမ်းသာရေးနိုင်ငံရေးနေပြည်တိုင်းမှာအသုံးဝင်တဲ့စိတ်တဘောတွေဖြစ်တယ်ပေါ့နော်တနည်းပြောမယ်ဆိုစုကျေးဇူးတွေဖြစ်နံပါတ်1တကောပါသောစိတ်လို့ပြောတဲ့အခါမှာ ျွန်တော်ဘယ်လိုနားလေလေအကျွန်တော်တို့ငငယ်တုန်းကဝတ္ထုတွေပုံပြင်နေနော်အခုအချိန်ထိလည်းကျွန်တော်တို့နားထောင်တုံးပဲနော်အခုဆိုပို့ပြီးတော့အဆင်ပြေတယ် YouTube မှာနော်တို့ဖတ်ကြတယ်နော်ဒီလိုမျိုးအနေထားမှာကျွန်တော်တယောက်တည်းအနေနဲ့ဒီတကောပါတော့စိတ်ကိုကျွန်တော်ဘလို့စဉ်းစားမိလေဆိုတော့လူတယောက်ကစိတ်ထဲမှာဖြစ်ချင်တဲ့အရာစိတ်ထဲမှာလိုချင်တဲ့အရာကိုပါဇက်ကမပြောဘူးလက်ကမလုပ်ဘဲနဲ့ စိတ်တွေကနေတန်းတလိုက်တာနဲ့ဖြစ်သွားတာပေါ့အဲ့တော့ကျွန်တော်ကတကိုးပါရေးစိတ်လို့ကျွန်တော်ခံစားမိဥမာပြောလူတရားကိုစိတ်ဆိုးတယ်အာဒီကောင်ဘာဖြစ်ပါစေညာဖြစ်ပါစေပေါ့စိတ်တွေကပြောလိုက်တာနဲ့ဟိုကဖြစ်သွားတယ်ဒုက္ခရောက်သွားတယ်အဲကျွန်တော်တို့ကအဲ့လိုမျိုးသွားတွေးမိတာနော်တနည်းပြောမယ်ဆိုမှော်ဆန်ဆန်နော်ကလေးလီပေါ့ဗျာနော်တကယ်ပဲစိတ်แท้မှာရှိနေတဲ့စွမ်းအားတစ်ခုလို့ကျွန်တော်က 身上奔波没得个，因为这个来对嘛？他妈警这个收入的还那么好？他妈警这个的过半多税收那个包括表妹的收入，经常有些生产老大妈、生产家庭、生产、啊、亲、阿廖亲，那生产上呀，牛爱钱钱的，跟来生产，但你表妹说，健康的生，妈叫来生。 ရဲရင်တဲ့စိတ်ကိုဖះကပေးတာဖြစ်တကောပါသောစိတ်ဆိုတာပြန်ပြောပါမယ်ကျွန်တော်တို့ရဲ့စိတ်တွေကစိတ်တက်ပျော့ညံ့ပြီးတော့မှအလွယ်တကူအရှုံးပေးတက်ပြီးတော့မှကျွန်တော်စိတ်ပြက်လွယ်အားပြက်လွယ်တဲ့စိတ်ထားမျိုးမဟုတ်ဘူးတကယ်ပဲခန္ဓာရင်နဲ့တော့တကယ်ပဲရဲရင်တဲ့စိတ်ကိုပြောတာဖြစ်တယ်ဒီနေ့သာသနာကိုလှုပ်တဲ့အခါမှာဆရာကြီးယူရပန်မြမပြီမှာ သာသနာပြုတယ်သူစိတ် ပြက်စရာတွေအများကြီးရှိတယ်တကယ်လဲသူစိတ်ပြက်ခဲ့ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ဖယားကသူ့ကိုတကောပါသောစိတ်ပေးတဲ့အခါမှာမြန်မာပြည်မှာသူကသာသနာကိုတတ်ဆုံးတိုင်အောင်ပြုနိုင်ခဲ့ပြောချင်တာတကောပါသောစိတ်ဆိုအဲ့ဒီစိတ်မျိုးပြောတာဘယ်လိုပဲဒုက္ခဆင်းရဲခြင်းအနောက်အရှက်အတားအဆီးအခက်အခဲပြဿနာတွေရှိရှိစိတ်မပြတ်တော့အောင်အဲ့ဒီစိတ်ကတကောပါတဲ့စိတ်အဲ့ဒီ 这个他妈简单了，眉毛脱离了，眉毛在眉毛不挖嘛，把老白磕开目里，别在那里嘻嘻。哎呀，子跟伢眉毛健康呢，身体康好的，非常的。这个眉毛眉呢，爱的瘦的细的，一短焦；爱的瘦尖子个斜它的，一短焦。长得那么眉都给他看没了，木落少。这个老爱的健康呢，身体大个把多瘦，没细油水，就让长得那么。 ဆင်းရဲဒုက္ခခံနိုင်မှာမဟုတ်လေသွားမှာနောက်ကြောင်းထောက်သွားမှာဖြစ်ဒီပေါ့ဒါကြောင့်မို့ဒီကနေ့အဲ့ဒီစိတ်ကကျွန်တော်တို့အမှုတော်ဆောင်တွေကိုဖျားပေးတယ်လို့ယုံကြည်သူတွေကိုလည်းပေးတယ်ကျွန်တော်ရဲ့ဘဝမှာအဲ့ဒီစိတ်ကိုကျွန်တော်ရှင်းရှင်းလင်းလင်းတွေ့မြင်ခံစားရတာကကျွန်တော်အသေးအံဝေဒနာဖြစ်တဲ့အချိန်မှာ အာကျွန်တော်2019ခုနှစ်နော်၄လပိုင်းကို၅လပိုင်းဆန်းမှာ 因为他妈世界是啊，为了那看啥呀？人家把那个教给，就那教给那农村那偏多的，ondan, habitude, 像的我们吧，就教给思想嘛，教给思想，拉后手的那老狗嘛，比没啊，千年不靠，那年轻人个听人家那话是的，我我比啊，比啊，就一路的跑哩，到处就那跑啦。路上嘞，啥子啊？么事？就半夜三更嘞，没再被敲，你知道吗？来年那我就是讲，南京该开年了，得得的。下面就那世界吧，回来。 စိတ်မပြတ်ဘူးအားမလျော်အေးဆေးပဲဟာဒီညာနဲ့ပတ်သက်ပြီးကျွန်တော်နဲ့မဆိုင်တယ်လို့ပဲဒီစိတ်ကဖြစ်နေတာတကယ်လက်တွေ့ဖြစ်နေတာကျွန်တော်ဒါပေမဲ့ဓာရီတစ်ခုမှကျွန်တော်နဲ့မဆိုင်တယ်လို့ကျွန်တော်စိတ်ဝိညာဉ်ကခံစားရတယ်အဲ့ဒီခါမှကျွန်တော်ကောင်းကောင်းနားလေဒါကဖယားသခင်ပေးတဲ့တကိုးပါတော့စိတ်ဖြစ်တယ်အခုဆိုလို့ရှိရင်ပုံစင်းလုံးတွေကြီးတယ်ကျွန်တော်တို့ကြောက်ကတူတွေမရဘူးเนาะဝေဒနာရှင်တွေပြရခတ်နေတယ် အများကြီးအများကြီးပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့စိုးရင်လားလူအနေနဲ့တော့စိုးရင်တရားရောင်ရှိဒါပေမဲ့တကယ်တမ်းကျအတွင်းထဲမှာမစိုးရင်ပါဘူးတော့ကျွန်တော်သွားနေတဲ့အတိုင်းပဲကျွန်တော်သွားတယ်ဖခင်ကြောင့်သွားရရှိတာသွားတယ်အိမ်မှာလှုပ်ရရှိတာလှုပ်တယ်ဘာမှကျွန်တော်အသက်တာမှာထွေထွေထူးထူးဒီကိစ္စအတွက်ပူပန်နေတာမရှိအဲ့ဒီခါမှာကျွန်တော်ကောင်းကောင်းနားလေတကူပါသောစိတ်ဆိုတာဘယ်လိုမျိုးလဲဒီကနေ့ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေကိုလေဖခင်ကအဲ့ဒီစုခြေစုပေးတယ် ဲ့ဒီစုကျေစုမရတဲ့ခါမှာလူတွေကဘာဖြစ်လဲဆိုတော့ twist ပေါ့စာရင်လဲ့ပြချင်းခံရပြီးတော့မှကိုကိုကို အဆုံးစီရင်သွားတယ်ဘဝကို အရှုံးပေးသွားတယ်ကျွန်တော်ဒီလိုပုံကိုတွေတွေ့ဘူးလေဟာကျွန်တော်ကြောက်ကဖြစ်တဲ့လူချင်းချင်းပဲအာမင်းကြောက်ကဖြစ်နေပြီးဆေးလို့ရှိရင်ဘလို့ဘလို့လို့ပြောလိုက်တာ ਨੇ ဖြစ်တာကနင်းနေတော့ဒီသတင်းစကားကြားတာ ਨੇ သူကဆိုနှလုံးက shock ဖြစ်ပြီးတော့ဆုံးသွားတယ်ဒါကြောင့်ဒီနေ့တကောပါသောစိတ်ဆိုတာက ကျွန်တော်တို့ဘဝတက်တာမှာအခက်အခဲအတားအဆီးတွေကို အောင်မြင်ကျော်လွားနိုင်တဲ့ရလက်ရှိတယ်ဒါကနံပါတ်1တစ်ချက်အဲကြောင့်ကျွန်တော်အသင်းတော်မှာစက္ကတဲ့ခါမှာဘလို့ပဲဖြစ်ဖြစ်ကျွန်တော်အဲ့ဒီစုကျေစုရှိတဲ့အတိုင်းကျွန်တော်တို့အဆုံးတိုင်အောင်စက္ကအစီခံဖို့ဖြစ်နံပါတ်2ကတော့သူကဘာကိုပြောလဲဆိုတော့ချစ်တတ်သောစိတ်ပေါ့ဒီချစ်တတ်သောစိတ်ဆိုတာကျွန်တော်တို့လောကသားတွေပြောနေတဲ့ချစ်မျိုးတော့မဟုတ်ဘူးဒီနေရာမှာချစ်တယ်ဆိုတာက မျက်နှိုးရှင်တံပိုးထားခြင်းဖြစ်တယ်ကျွန်တော်တို့ချစ်တယ်ဆိုတာကအတပူလောင်နေရယူပိုင်ဆိုင်လိုတယ်ဆိုတော့ချစ်မျိုးမဟုတ်ပဲねသူကတကယ်ကိုပဲမျက်နှိုးတွေတံပိုးထားတယ်ဘာကိုလဲဆိုတော့ဝိညာဉ်တွေကိုသူကတံပိုးထားတာအသင်းသူအသင်းသားတွေသာသနာကိုသူကမျက်နှိုးတံပိုးထားတဲ့စိတ်ကိုဘုရားသခင်ကပေးတယ်တချို့အမှုတော်ဆောင်လေးเนาะခက်ခဲလာတဲ့အခါမှာဘာလုပ်လဲအသင်းတော်ကိုပြစ်သွားတယ် တိုးတော်စုကိုဖြစ်သွားတယ်အဲဒါမျိုးကျွန်တော်တို့ကြားဘူးတယ်မြင်ဘူးတယ်ဒါပေမဲ့ဒီနေရာမှာတိမောသေးကဘုရားသခင်ကသူ့ကိုချစ်တတ်သောစိတ်ပေးတဲ့အခါမှာသူကတိုးတော်စုအတွက်အနစ်နာခံပြီးတော့မှဆက်ကက်တယ်ဒီနေ့ကျွန်တော်တို့တွေကိုဘုရားသခင်ဒီစုခြေစုပေးတယ်ခုနကဆရာကြီးယူရတန်ကိုပြန်ညှုံးရမယ်ဆိုရင်ဆရာကြီးကမြန်မာပြည်မှာရှိတဲ့ဝိညာဉ်တွေကိုချစ်တဲ့အတွက်ကြောင့်သူကဘာဖြစ်လဲ အနှစ်နာခံပြီးတော့မှအမှုတော်ဆောင်ခဲ့တယ်နော်အေဝံဂေလိသတင်းစာကိုဝေမျှခဲ့တယ်ဘလောက်တောင်သူပြောသွားလဲဆိုတော့မြန်မာလွင်ပြင်ငါတို့ကျဲ၍ဇီးုံထိတ်မှရိတ်ရမယ်မြန်မာပြည်သူပြည်သားတွေကိုသူတို့ချစ်တယ်ဝိညာဉ်တွေကိုချစ်တယ်ဝိညာဉ်တွေကိုမချစ်ဘူးဆိုလို့ရှိရင်သူတို့ဘာဖြစ်လဲဒီဒုက္ခဆင်းရဲကိုတက်ဆုံးတိုင်အောင်ခံစရာအကြောင်းမရှိဘူးသူတို့နိုင်ကြီးမှာသူတို့အေးအေးဆေးဆေးပြန်နေလို့ရတယ် ဒီနေ့အမှုတော်ဆောင်တွေတော်တော်များများတော်တဲ့တောင်ထဲမှာတော့၎င်းနေရာဒေသအမျိုးမျိုးမှာတော့၎င်းအစင်းအရဲတွေခံနေတယ်ဆိုတာအဲ့ဒီချစ်တက်သောစိတ်ချောက်ပဲဖြစ်တယ်နော်ဒါပေမဲ့တချို့ကဘာဖြစ်လဲဝိညာဉ်တွေကိုချစ်ရမယ်အစားပါကိုချစ်လေလောကအရာအောင်မြင်မှုတွေကြော်ကြားမှုတွေကိုချစ်တယ်ဒီတဲ့ခါမှာငွေကြေးကိုချစ်တယ်ဒါပေမဲ့ဒီနေရာမှာတော့ဖျားသခင်ပြီးတဲ့ချစ်ဆိုတာကတော့ကျွန်တော်တို့အသိတော်သာသနာနဲ့ဝိညာဉ်တွေကိုချစ်တဲ့စိတ်ကိုဖျားသခင်ကပေးတယ် ဒီစိတ်ကဘာကိုဖြစ်စီလဲဆိုတော့ကျွန်တော်တို့တီချီခံခံငြင်းမြန်ခြင်းကိုအဆုံးတိုင်အောင်တစ္ဆာဆောင်ခြင်းကိုဖြစ်စီတယ်ဆိုတော့နားလေရတယ်ပေါ့နော်အဲကျွန်တော်နောက်ဆုံးတစ်ချက်ပေါ့နော်ရှင်းလင်းသောစိတ်ဒီနေ့ကျွန်တော်တို့လောကမှာအသက်ရှင်တဲ့အခါမှာအခါတည်းရန်ကျွန်တော်တို့ဇဝေဇဝါဖြစ်စီရအကြောင်းရင်းတွေအများကြီးရှိတယ်နော်အမှုတော်ဆောင်ရင်လည်းဒီတိုင်းပဲအသင်းတော်မှာဒီအသင်းတော်မှာငါဆက်ပြီးတော့နေရမလားမနေရဘူးလား 咱们某那边，个种藕片呢，木有上芽木啦？咱们找个那肉嘛，木有上芽木啦？今朝五块钱么？伢的伢的，他开店的今朝肉涨得价了。今朝包多你联系的，第二天第二天没伢的，五块钱得了。下面不要都跟俺爸去联系了。今朝如果，是为了我们皮鞋，心里呢是悲的。后那个今朝表哥的，今朝价格为了拿皮带钱嘛，下午个今朝表弟是搞我呢。 အာမင်းကတရားခိုင်နှုံးမင်းရှိတော့လေပေါ့မင်းမမျော်လင့်ချက်မရှိဘူးအဲသူတို့တတ်မှတ်လိုက်တာတော့နှိမကူပေါ့နော်ကျွန်တော်နှိမကူဒီညတွင်ချင်းပဲပေါ့ကျွန်တော်အသက်ဝိညာဉ်ဆုံးရှုံးရတော့မယ်အသက်သိရတော့မယ်ပေါ့အဲလိုပြောတဲ့အခါမှာကျွန်တော်စိတ်ထဲမှာရှင်းနေငါမသိဘူးအဲ့ဒီရှင်းနေတဲ့စိတ်ကိုဖျားခင်ကဘာဖြစ်လဲထဲ့ပြီးရှင်းနေတဲ့စိတ် ဆရာဝန်ဒီမှဖြင့်ပြောတာတယောက်ခဲမဟုတ်အကုန်လုံးအကုန်လုံးပြောတာရန်ကုန်စေယုံကြီးအောင်ကတိ900ရအောင်ဟိုကျွန်တော်အာရှတော်ဝင်ကနေစပြီးလာတယ်နော်အာမြောက်ကလာတို့အင်းစိတ်စေယုံတို့ကတော့ပြောခဲ့တာတော့ကြာပြီပေါ့ဒါပေမဲ့လက်ရှိအချိန်မှာတရက်အတွင်းမှာကျွန်တော်စေယုံ3ယုံကဆရာသမားအကြီးကြီးတွေကပြောလိုက်တာဒါပေမဲ့ကျွန်တော်ရဲ့စိတ်ထဲမှာဘာဖြစ်လဲရှင်းတယ်ငါမသိဘူးငါမသိဘူးမင်းတို့ငါ့ကိုရိုက်တဲ့ရင်တော့ငါမသိဘူးအဲ့လောက်အထိကိုရှင်းတာ ဒါကြောင့်မလို့လည်းပဲရှင်းလင်းတဲ့စိတ်ဆိုတာကဘယ်လိုမှကျွန်တော်တို့အပြင်မှာနားမလည်နိုင်တော့အတွင်းထဲမှာခံစားရတဲ့စိတ်ဖြစ်တယ်။ဟမ်တခါတည်းကကျွန်တော်တို့လောကကြီးမှာ ဝေဝါးတယ်ဆိုတာစာတန်ရဲ့လက်ကွက်တွေနဲ့ဖြစ်တယ်။ဘုရားသခင်ကကျွန်တော်တို့ကိုဇဝေဇဝါမဖြစ်စေ။ဘုရားသခင်ကကျွန်တော်တို့ကိုရှင်းလင်းစေ။ဆရာတော်ကြီးတပါးတို့အတင်းတော့မှာပေါ့နော်ဆက်ကတ်တဲ့အခါမှာတော်တော်လေးအခက်အခဲပြဿနာတွေရှိတယ်။ 那咱没有那么吧，那多看看这个呢，都是别的那方面耍的，啊，木罗少年的嘛，青年嘛，那要不，大面面，啊，俺说表演搞不了，只老，我话不，那谁电视也搞呢，谁弄不，那俺说前年也做家不了，还能没有表演看嘛，小鸡耶，啊，皮个扒嘞，是不？都没有都没有做表演，那没做，别人也未做做。 လူရှိရင်ပြဿနာဆိုတာရှိဒါကြောင့်မလို့ဒီအသင်းတော်မှာဘလို့ပြဿနာပဲရှိရှိငါသေတဲ့တိုင်အောင်အမှုတော်ဆောင်မယ်အခုချိန်ဒီအဲ့ဒီဆရာကြီးကအဲ့ဒီအသင်းတော်မှာရှိဒီစကားကိုကြားခဲ့ရတာကျွန်တော်တို့ကျမ်းစာကြောင့်တက်တဲ့ကာလမှာကြားခဲ့ရတာအခုဆိုကျွန်တော်အမှုတော်ဆောင်သက်10နှစ်ကျော်15နှစ်နီးပါပြောချင်တာကဆရာကြီးကို ဖရာသခင်က ရှင်းလင်းတဲ့စိတ်ပေးတယ်ဘလို့အနောက်ရှက်အတားစီးတွေပဲရှိရှိမင်းဒီနေရာမှာ သင်သည့်တန်အောင်အမှုတော်ဆောင်ရမယ်ဆိုတာဆရာကြီးသိတယ်ပြက်သားတယ်သူဇဝေဇဝါမဖြစ်နေဘူးအတင်းသားကလည်းနှစ်ယောက်တစ်ပိုင်းပဲနော်ထောက်ပံ့ကြီးကလည်းဘာမှမြင်များဆဆမရဘူးနော်နေရာဒေသကလည်းတောကျူတောင်ကြားနေမျိုးသာပြောတယ်ဒါပေမဲ့ဆရာကြီးကဘာဖြစ်လဲရှင်းလင်းတဲ့စိတ်ရှိတယ်သာသနာအတွက်အမှုတော်အတွက်အသင်းတော်အတွက်ဒီနေ့ဖခင်ကကျွန်တော်တို့ကိုအဲ့ဒီစိတ်ပေးတယ်ကျွန်တော်တို့အိမ်ထောင်မှာလည်းရှင်းလင်းတဲ့စိတ်ပေးတယ်ကျွန်တော်တို့ကျမ်းမာရင်းနဲ့ပတ်သက်နေဖခင်ကရှင်းရှင်းလင်းလင်းအဖြစ်ပေးတယ် ဒါပေမဲ့စာရင်ကပါဖြစ်လဲဇဝေဇဝဖြစ်အောင်လုပ်တယ်မသိရင်ကျွန်တော်ကအခုပဲသေတော့မလို့လို့ပြီးလို့ရှိရင်ကျွန်တော်ကတကယ်လို့မသေရင်လည်းပဲကြောက်ကဆေးမယ်ဆိုရင်ကျွန်တော်တဘောလုံးဒုက္ခရောက်တော့မယ့်ပုံစံမျိုးစာရင်က twist တွေတုံးတယ်ပြားတကင်ကပြောတယ်မင်းအတွက်ငါအားလုံးတောင်းယူရေဒါကကျွန်တော်လက်တွေ့ခံစားခဲ့ရတဲ့အရာဖြစ်တယ်ဒါကြောင့်ဒီကနေ့ဒီမှာရှိတယ်မိသားစုတွေကိုကျွန်တော်အနေနဲ့တိုက်တွန်းခွန်အားပေးချင်တာက ျွန်တော်တို့ရဲ့နေ့ရက်အစဉ်တိုင်းအသက်ရှင်ခြင်းအရာမှာဖခင်ကကျွန်တော်တို့ကိုတကူပါသောစိတ်ဆိုတဲ့ရဲရင်တီတီခိုင်ခန့်တဲ့စိတ်တော်ကိုပေးတယ်။ဒါကြောင့်ဘလို့အကြောင်းနဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့စိတ်ပြတ်အားလျော့ပြီးတော့မှလက်မြောက်အရှုံးမပေးသွားပါနဲ့။အထူးသဖြင့်အသင်းတော်သာသနာအတွက်ပြီးတဲ့အခါဖခင်ကကျွန်တော်တို့ကိုချစ်တတ်သောစိတ်ပေးတယ်။ဒါကြောင့်ကျွန်တော်တို့အသင်းတော်သာသနာကို အဆုံးတိုင်အောင်ချစ်ခင်ပြီးတော့မှကျွန်တော်တို့လက်တွဲသွားဖို့ဖြစ်တယ်။နော်။ နောက်ဆုံးတစ်ချက်ကဖခင်ကကျွန်တော်တို့ကိုရှင်းလင်းတဲ့စိတ်ပေးကျွန်တော်တို့ရဲ့တတ်တာမှာဝေခွဲမရတဲ့အရာတွေရှိလာလို့ရှိရင်ဖခင်ကိုကျွန်တော်မေးလို့ရတယ်ဖခင်ကဘယ်တော့မှကျွန်တော်တို့ကိုစဝေစဝါမဖြစ်စေဒါကြောင့်မလို့ကျွန်တော်တို့ဒီစိတ်တွေကိုပိုင်ဆိုင်ထားတဲ့အတိုင်းနဲ့နော်မင်းဒီစုကျေးဇူးတွေကိုရထားတဲ့အတိုင်းဘာလို့ကမလဲအဲအပိုင်ငယ်ရှင်းမှာပြောတာပေါ့ဧဝံဂေလိတရားနဲ့ဆက်ဆံပြီးတော့မှဆင်းရဲဒုက္ခကိုခံလို့ပြောချင်တာကဆင်းရဲဒုက္ခခံဆိုတာက ဟာဘောဒုက္ခကြီးကိုသွားပြီးတသက်မဲ့ခါးစည်းခံဖို့ပြောတာမဟုတ်ဘူးဆင်းရဲဒုက္ခခံဆိုတာကအခက်အခဲတွေကိုရင်ဆိုင်လိုက်ပါဆိုပြီးတော့သူကတွန်းအားပေးနေခြင်းဖြစ်တယ်ဘာဖြစ်လို့လဲကြံ့ခိုင်တဲ့စိတ်ရှိနေတာဟုတ်ကျွန်တော်တို့ပြိုလဲသွားဖို့ဘာမှအကြောင်းမရှိနော်ဒါကြောင့်ကျွန်တော်တို့လာမယ့်နှစ်ရက်ကာလဒီမှာလောကကြီးကဒါထက်ပိုပြီးတော့မှကြမ်းတမ်းခက်ခဲလာပါလိမ့်နိသို့တော်လည်းဘုရားသခင်ကကျွန်တော်တို့ကိုတကူပါတဲ့စိတ်တွေပေးထားတာကျွန်တော်မမေ့ပါနဲ့ဘုရားသခင်ကကျွန်တော်တို့ကို ချစ်တဲ့စိတ်တွေပေးထားတယ်ဆိုတော့မမေ့ပါနဲ့ဘုရားသခင်ကကျွန်တော်တို့ကိုရှင်းလင်းတဲ့စိတ်တွေပေးထားတယ်ဒီနေ့ကျွန်တော်တို့ရဲ့အနာဂတ်ဘလို့ဖြစ်မလဲဆိုတာကျွန်တော်တို့ယုံကြည်ခြင်းအပြင်ရှင်းလင်းတဲ့စိတ်အပြင်ကျွန်တော်သိနေပြီးသားဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ခုလက်ရှိဘာအခြေအနေဘလို့အနေထားပဲဖြစ်ဖြစ်အရှုံးမပေးလိုက်ပါနဲ့ဘုရားသခင်နဲ့ဆက်လက်ပြီးတော့မှရှောက်လန်းခြင်းအပြင်အောင်မြင်ခြင်းကိုပိုင်ဆိုင်နိုင်တဲ့အတ္တဓာတ်တွေဖြစ်ကြဖို့အတွက်ဒီတမန်ကျမ်းစာအပြင်အနှဲငယ်လေးပဲပေါ့နော်တိုက်တွန်းခွန်အားပေး အဝေးများတက်ပြီးခံပြီးတော့မှမိကုန်းချုပ်ပါတယ်ကျာနာသူအားလုံးပေါ်မှာဘုရားရှင်ထံမှာအစ်စ်တော်ကောင်းကြီးမင်္ဂလာတက်ရောက်ပါစေလို့စန္ဒပြုဆုတောင်းပေးပါတယ်